ကိုကိုဒီပိဋ္ဌာန်သူတစ်ပါးတွေကမြန်မာကြောက်ဆိုရင်သဖြင့်တရားတွေကကောင်းစွာဟောပါရသားနဲ့ကိုယ်တဏ္ဍာမကောင်းတဲ့တရားဝင်လာလို့ရှိရင်တရားကိုအဓိပတိမထားလို့လည်းမကောင်းတဲ့တရားတွေဝင်လာပဲရှင်းမလားဒါရင်ဗန္ဓမျိုးသားကျိုးလဲသူတို့ အဲ့ဒါတရားကြိုးစားနည်း၃မျိုးလို့ဘုန်းကြီးတို့ဒဂရမတွေကမှတ်လိုက်ဆမ်းပါမှန်ပါဘူးရှင်းမလားရှင်းပါကောင်းပြီဒါဖြင့်ဒဂရမတို့ပြိဿသမုပ္ပါကိုပြကြပါစို့ဒီနေ့ဒဂရမတွေမမြင်မရှိရပါဘူးမြင်ရတော့မယ်ဒဂရမတို့သာနာမှာအိုမှုတည်မှုတရားနာတဲ့ပုဂ္ဂိုလ်တွေအတွင်းရှိပါရဲ့လားလို့မေးရရှိပါဘူးအိုမှုလည်းရှိတယ်နော်တည်မှုပေါ့ရှိပါဘူး ိုမှုကလည်းမီးလောင်လို့ဩတာပဲသေတာလည်းမီးလောင်လို့ပြောင်းတာပဲဩတာရောမီးလောင်တာပဲသေတာရောမီးလောင်တာပဲအေးဒါကြောင့်တရားဓမ္မတွေသဏ္ဍာန်မှာဩမှုပြေမှုဆိုတာရှိနေတယ်ဆိုတာဖြင့်သူများပြောလားကိုယ့်လက်ကိုယ်စမ်းကြည့်ကိုယ့်ရင်ဘတ်ကိုယ်စမ်းကြည့်တဲ့ဖြင့်မတွေ့နိုင်ဘူးလားပူမူလေးမတွေ့လားအဲ့ဒါအောင်လောက်နေတာသူပဲတရားလောက်နေတာရော ဒါဖြင့်အိုမှုတင်မှုရှိတော့ဒကာဓမ္မတွေခန္ဓာကိုယ်တန်းပြင်းမင်းများပါရလားရှင်းမလားရှင်းပါဒါဖြင့်ဒကာဓမ္မတို့သူတို့နှစ်ခုရှိနေလို့ရှိရင်ဖြင့်ငါတို့ဒီဘဝဖြင့်နေကောင်းပါရဲ့ကျမ်းမာပါရဲ့ချမ်းသာပါရဲ့ဆုညာသာလဲစမ်းမကြည့်လို့ပြောတာအိုရတဲ့တရားကအများအားအိုအောင်လုပ်နေတယ်ပေရတဲ့အောင်လုပ်တဲ့တရားကောအများအား ကောင်းပြီအဲ့ဒီအိုမှုတည်မှုရှိနေတဲ့ကာလပတ်လုံးဖြင့်ချမ်းသာပြီဆိုတဲ့စိတ်ဘယ်တော့မှမတွေးပါနဲ့ရှင်းမလားချမ်းသာပြီဆိုတဲ့စိတ်ဘယ်တော့မှမတွေးပါနဲ့ဘာရှိနေလို့ပါလိမ့်လက်တွေ့ဆန်းကြည့်ပါခန္ဓာကိုယ်ထဲမှာပူနွေးနွေးရှိပါရဲ့လားရှိပါရဲ့အဲ့ဒါညာမိဒမဟုတ်လားမိဒပါဘာလုပ်နေတာပါလိမ့်လောင်းနေတာလောင်းတာဘယ်လိုလုပ်ဘယ်လိုဖြစ်အောင်လို့လောင်းတာပါလိမ့် ဩအောင်လောင်တာနောက်ကြတော့ပြောင်းအောင်လောင်တာမလာပဲဟုတ်လားပါလာမယ်ခင်ဗျာဩအောင်လဲလောင်မှာပဲပြောင်းအောင်လောင်ပါပဲဒါဖြင့်သူတို့ကိုပါဠိလိုသုံးတဲ့ခါကျတော့ဘယ်နဲ့သုံးရမလဲဇေယမရဏခင်ကြပါလားဘယ်လိုပါလဲကဲဒါဖြင့်ပရိစ္ဆေသမုပ္ပါအဆုံးမှာဇရာမရဏရှိတယ်ဆိုတာမှတ်ထားပါ ဒီဘက်ကဇရာဒီဘက်ကမရဏဒေဃာမတွေအားလုံးမြင်ကြရဲ့ဘာလဲဒီနှစ်ခုကဇရာမရဏအိုအောင်လုပ်တဲ့တရားနဲ့ဩဘယ်မှနေရှာပါလိမ့်ခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတော့ဥတ္တမဆိုတဲ့ဒေဇောတာဆိုတာပေါ်ကြဒါဖြင့်ဒေဃာမတွေဒီဘဝဖြစ်အိုမှုဒုက္ခကြီးလဲတို့ အပြည့်ရှိနေတာပဲလို့ခန္ဓာကိုယ်နဲ့ဆွဲချက်တင်လိုက်ပါတော့သေမှုဒုက္ခလည်းတို့ကျုံရတော့မှာပဲဆုံးရတော့မှာပဲဆိုတာလည်းမှတ်လိုက်ပါတော့ရှိမနေဘူးလားရှိပါဘူးပဲထက်ရှိပါလားရှာရှာရှာခန္ဓာကိုယ်နဲ့ရှာတော့ဒကာဓမ္မတွေမတွေ့ပဲဘူးလားအဲ့တော့ခန္ဓာကိုယ်လေးရှာတော့တွေ့တော့ဩဆရာမရဏဒီကားလို့ရှင်တို့နှိမ့်ဆက်တဲ့တရားပဲလို့မဆုံနိုင်ဘူးလား ဒါဖြင့်အနှိမ့်ဆက်ခံနေရတဲ့တေဇောကနှိမ့်ဆက်သမားတေဇောမှတပါတော့ကြံတဲ့ယုံ nant တွေကအနှိမ့်ဆက်ခံသမားနှိမ့်ဆက်တတ်တဲ့တရားနဲ့အနှိမ့်ဆက်ခံတဲ့တရားနဲ့တွဲရကြည့်ဖြစ်သဘောကျပါနှိမ့်ဆက်တတ်တဲ့တရားနဲ့အနှိမ့်ဆက်ခံရတဲ့တရားဘာဖြစ်လဲဒါကြောင့်တရားဓမ္မတွေခန္ဓာကိုယ်ထဲမှာဇရာပြောင်းလုပ်တဲ့တေဇော မရဏပြောင်းအောင်လုပ်တဲ့သေအောင်လုပ်တဲ့တေဇောဆိုတာကဒကာရမတွေအပြည့်ရှိသေးတကာရနေသောကြောင့်သူနှိမ့်ဆက်သေးဖြင့်ကျွတ်တို့မငင်းမဆန်ခန်းနေရတယ်သဘောကျဘယ်လိုနေရပါလဲမငင်းမဆန်နိုင်ဘူးဒကာသက်ရဥလာဘူပါတဲ့မငင်းမဆန်မငင်းမဆန်မင်းနဲ့ခန်းနေရတယ်ဆိုတာကထောက်သွားတဲ့ပါတာပဲထိုင်နေရောပါ အင်းနှိမ့်ဆက်တတ်တဲ့တေဇောကပါတော့နှိမ့်ဆက်ခံရတဲ့ကြံတဲ့ယုံနံကြီးကမငင်းမဆန်ခံရတော့တယ်ဆိုတာပေါ်ကြဒါဖြင့်ခမားတို့ယခုလက်ရှိခန္ဓာကိုယ်ကြီးမှာတေဇောလည်းရှိတေဇောအလောင်းခံရတဲ့ခြင်းတွေလည်းရှိမီးလည်းရှိခြင်းလည်းရှိပေါ့ဗျာအဲမီးနဲ့ခြင်းနဲ့အတူတူနေရဒါဖြင့်ဒီခန္ဓာကြီးဒီဘာသစ္စာခေါ်ရဒါကြောင့်ဇရာပိဒုက္ခသစ္စာ မရဏံပိဒုက္ခရဏံကျင်းရလားတထပိဒကာလာပြောပါတယ်ဒကာရမတို့ကောင်းပြီဒါဖြင့်လက်ရှိခန္ဓာကြီးဟာပါသစ္စာလို့ဆိုကြပါဘူးဒုက္ခရဏံအဲနှိမ့်ဆက်တဲ့တရားကဘယ်လိုပါလဲတေဇောအနှိမ့်ဆက်ခံရတာကကြံတဲ့ယုံနာနှိမ့်ဆက်တဲ့တရားကတေဇောအနှိမ့်ဆက်ခံရတဲ့တရားကတေဇောဒါဖြင့်ကြံတဲ့ယုံနာနဲ့ တေဇောနဲ့အကတွဲမနေဘူးလားဒါပြန်နှိမ့်ဆက်တတ်တဲ့တရားရဲ့နှိမ့်ဆက်ခံရတဲ့တရားရဲ့တွဲနေသောကြောင့်အင်းဒလဇမပြအနှိမ့်ဆက်ခံနေရခြင်းရောက်လက်ရှိခန္ဓာဘာသစ္စာဖွဲ့ကြသဘောကျဒါပြန်ခင်ဗျားတို့ဇရာပိဘယ်နဲ့ဆိုကြမလဲမရဏံပိဒုက္ခ ဒါပြန်တရားနာနေကြတာဘ ᱹ ဓုတွေပါလိမ့်မလုံးပေးရင်ဖြေရကြဘ ᱹ ဓုတွေပါလိမ့်냐ဒုက္ခသစ္စာတွေတရားနာနေရှင်းမလားသေသေးချာချာဥပဒနာညာသစ္စာညာဆက်အောင်ပြောနေတယ်သစ္စာညာဆက်အောင်ပြောနေတယ်ဒကာရမတွေဒီချိန်ကိုသောတာပန်တည်နိုင်တဲ့အချိန်မှာပဲခန္ဓာကိုယ်သာညာလှည့်ပေးလိုက်ပါရှင်းမလားရှင်းပါဒါပြန်ယခု ရှင်းသာရှင်းနေရတယ်ဘာသစ္စာပါလိမ့်မင်းနဲ့ထင်တွဲရမနေဘူးလားဒါရင်ဘာသစ္စာပါလိမ့်အင်းတရားနာနေကြတာကျမ်းမှချမ်းသာလို့နာနိုင်ရသလားဒုက္ခရောက်ရနာနေရတာပေါ်ပါလားပေါ်ပါလားအေးမင်းလောင်ခံပြီးနာနေရတော့ကြောင့်အိုခံပြီးနာရအသေးခံပြီးနာရ တခါတိုက်ဒီမရောက်ဘူးလားဘူးလားဘူးဒီမရောက်ဘူးလားကောင်းပြီဒါဖြင့်ဩတို့ဒီကားလိုက်ရှင်ဖြင့်ဒုက္ခသစ္စာခန္ဓာကိုယ်ကြီးဆိုတာသင်ရှားပါသင်ရှားပါဂိုင်းတာဖြင့်ငါရမတို့ဒီစရာဒီကားလို့ဆိုလို့ရှိရင်ဖြင့်အလိုလိုလန်လက်တယ်ရှိသေးသလားဆိုတာမေးပါလက်တယ်ပြီပါလိမ့်ဩဇာတိဇာတိရောက်ပါဖြစ်ပါလေ ဘောကြလားကြပါဘူးဇာတိပြိတိနေမှုကြောင့်ဇေယမရဏဇေယဥဒ္ဒတိရတဲ့သဘောကြီးဖြစ်ရသည်ဟောတိဖြစ်ဩတရားဓမ္မတို့ပြိတိနေမှုကြောင့်ဘာဖြစ်ရပါလဲအိုမှုတည်မှုဖြစ်ရသည်မြန်မာလူမြန်မာလူရှင်းမလားပြိတိနေမှုကြောင့်နာမှုမထက်ပါနဲ့တော့သူစာတိုင်းပဲသွားကြပါစို့နော် ။အိုမှုသိမှုဖြစ်ရတာလေလို့ရှေ့ကနှလုံးပြထားတဲ့ဓမ္မတို့မြင်မလား။မြင်ပါဘူး။ဒါပြန်ဓမ္မတို့အိုမှုသိမှုကဘယ်ကလာပါလဲ။ဇာတိကလာတယ်ပြိသရင်နေမှုကလာတယ်ဆိုရင်လွဲသလားဒါဖြင့်ဒကာဓမ္မတို့ပြိသရင်နေမှုကသမှုရိယသစ္စာဩမှုသိမှုကပြိသရင်နေမှုကဩမှုသိမှုကဒါက သူเจ้าเนี่ยသူတခါတည်းရဲ့ပြောရတဲ့ပရိသံမိသားမဲ့ပါဠိတော်မှာဟောတော်မူတာမှန်ပါပါဒါပြန်တခါဓမ္မတို့အမေဘုံကောင်းထဲမှာအောင်းရခြင်းကဇာတိမှန်ပါပါတပည့်ကြအဲ့ဒီတည်းကတခါတည်းလောင်းလာပြီးဒီကရာတနေ့ချာအိုပြီးတနေ့ချာဒီကံนี้ဖြစ်ပြီးပြောင်းသွားတယ်ဥစ္စာဒီဇရာမရဏဆိုတာသဘောကျအင်းဇရာမရဏဤလက်တယ်ဟာဘယ်သူပါလိမ့်ရှင်းကြရှင်းပါ ဇာတိရှိလို့ဇာမရဏလာတာပဲဆိုတာကောင်းကောင်းသဘောကျရှင်ပြီဒါဖြင့်တရားဓမ္မလေးအကြောင်းနဲ့အကျိုးခဲပြစ်တဲ့လူနဲ့ခဲဘယ်ဟာကြောက်เสียကောင်းကြုံလို့မေးလို့ရှိရင်ဘယ်နဲ့ဖြေကြခဲပြစ်တဲ့လူကပူကြောက်เสียကောင်းခဲကိုကြောက်เสียမကောင်းဘူးခဲပြစ်တဲ့လူက တရားဓမ္မတွေနှိမ့်ဆက်တာခဲကနှိမ့်ဆက်တာမဟုတ်ပါဘူးတဘောကြလားခဲအတုဟာသူနေလို့ရှိရင်မြဘုရုမမမှန်ပါဘူးခဲပြစ်တယ်လူနဲ့ခဲရောက်သွားပြီဆင်မပြန်ဒီခဲကမှန်ရင်တဲ့ပုဂ္ဂိုလ်မှန်တော့တာပဲတဘောကြလားဒါဖြင့်ခဲပြစ်တယ်လူနဲ့ခဲဘယ်ဟာသာကြောက်เสียကောင်းလို့ဒါဖြင့်ဇာမရဏနဲ့ဇာတိဘယ်ဟာသာကြောက်เสียကောင်းပါသေးဘူးလားပေါ်ပါဇာတိကခဲပြက်သမား ဇာမရဏခဲတယ်တပည့်ကြဒါဖြင့်ဇာတိနဲ့ဇရာမရဏဘယ်ဟာကြောက်เสียကောင်းတော့ဇာတိကကြောက်เสียကောင်းတာပေါ်ဇာတိရှိလို့တခါတိုက်တို့ဥလဘူးတို့ဇရာမရဏဆိုတဲ့အုံမှုတွင်မှုတွေ့ရသူကမရှိမှဆိုရင်မတွေ့ရဘူး ဒါပြင်အကြောင်းနဲ့အကျိုးကိုဆက်ဆက်မိပါဗလားဩဇာတိပြလိုက်တဲ့ခဲကြောင့်ဇရမရဏတို့ကိုပိုင်ကိုဆိုင်ခံနေရတယ်ဆိုတာပေါ်သေးဘူးလားရှင်းမလားဘုရုကြောက်เสียကောင်းနော်ဇာတိဆိုတာပြိတိနေမှုနော်ဒါပြင်ငဃာရမတွေခွန်ကြီးကမေးလိုက်ပါတယ်လူဖြစ်ရပါလို့ဤဘယ်ကစမလဲနတ်ဖြစ်ရပါလို့ဤဒါပြင် ကြောက်เสียကောင်းတာကဇာတိနဲ့ဇရာမရဏဘယ်ဟာကြောက်เสียကောင်းဇာတိကခဲပြက်သမားဟုတ်ဟုတ်ကူလားဇရာမရဏကခဲဟုကြောက်เสียကောင်းတာကိုခမားတို့ကဆူတောင်းယူတယ်ဘာပါလဲတရားဓမ္မတွေခမားတို့ဖြစ်ခြင်းကဘာလဲအဲ့ဒါဒီတဲ့ခမားတို့ သမုဒိယသစ္စာဇာတိသမုဒိယသစ္စာလို့မသိလို့ဆူတောင်းနေတာမှန်ပါပါဇာတိဟာဆေယမရဏဖြစ်ကြောင်းသမုဒိယမသိကြလို့ခမည်းတော်လူဖြစ်ရပါလို့ဆိုတော့ဇာတိဖြစ်ရပါလို့မှန်ပါပါနတ်ဖြစ်ရပါလို့ဇာတိဖြစ်ရပါဗြဟ္မာဖြစ်ရပါလို့မှန်ပါပါကောင်းပြီဇာတိနဲ့ဆေယမရဏဘယ်ကြောက်เสียကောင်းဇာတိဖြစ်ရပါဒါပြင်ကြောက်เสียကောင်းတာကိုဒကာရမတွေကဘယ်လိုလုပ်ယူကြပါလိမ့် ဒီတဲ့လွယ်များရှိသေးတယ်အတော်ကိုဆိုးနေပါပေါ့လားအဲ့ဒါဇာတိကသမှုရိယသစ္စာဇေယမရဏကဒုက္ခသစ္စာဆိုတဲ့သစ္စာနှစ်ခုကိုမဉ္ဉံဆိုတဲ့သစ္စာဉာဏ်နဲ့ကိုယ်ပိုင်မသိလို့ဆုတောင်းတာသစ္စာမသိလို့ဆုတောင်းလိုက်တာဗာဒဂရမတို့ပေါ်ကြပါလားဘယ်နဲ့ကြောင့်ဆုတောင်းလိုက်ပါလိမ့်ဇာတိကဘာသစ္စာတော့ ဇာတိကဘာသစ္စာလဲဆရာမရဏကရှင်းမလားရံပြောလို့မရဘူးရှေးပြောရင်လည်းမပြောပါနဲ့ရှေးပြောရင်အလွဲကြီးပဲရှေးပြောတယ်ကလွဲကြီးပဲဒကာရမတို့ဒါပရိသမိရာမဲ့ပါဠိဓမ္မဖယားကရှင်သာရိပုတ္တရာဟောလို့ဖယားကထောက်ခံရဲ့ပေးတဲ့ပရိစ္ဆသမုပ္ပါထဲမှာခွဲရတဲ့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာလို့မှတ်စမ်းပါဒကာတည်းရမှန်ပါ ကောင်းပြီဒါဖြင့်ဒီပြထားတာကိုလည်းကြည့်ပါပြထားတာမရှိရင်ပါဇက်ကရမ်းပြောနေရလွယ်ကြီးဖြစ်နေမှာပဲဇာမရဏကဘာသစ္စာဇာတိကဇာတိကြောင့်ဇာမရဏဖြစ်ပါတယ်ဆိုတော့ तू ကကမှုရိယဆိုတာအကြောင်းဟောတာဇာတိကြောင့်ဘာဖြစ်တော့ဇာတိကြောင့်ဘာဖြစ်တယ်လဲတေချာပြောပါဇာတိကြောင့်ဘာဖြစ်တယ်လဲ ဒီလိုဖြစ်ရဇာမရဏဇာတိနဲ့မရင်ဇာမရဏပဲဖြစ်ရဇာတိကြောင့်ဘာဖြစ်သလဲဇာတိကဘာသိစားလဲဇာမရဏကဓမ္မမင်းနဲ့ဖြစ်ခင်ဗျားတို့ပါဠိတော်ကြိုက်တော့ဗောကိုဖြစ်စနာဖြစ်နေလို့ရှိရင်အကျိုးမရကြောင်းဖြစ်ဖြစ်နေဦးမှာဗောသဘောကျပါလားစဉ်းစားမိကြပါလားဒါသစ္စာမပိုင်သေးသေးရမ်းနေသေးတယ်ဆိုတာပေါ်လာကြပါ ဒါကြောင့်လည်းတန်ត្រာရှင်းနေတာပဲ။တရားမရဏကပါတစ္ဆာပါလိမ့်။ဇာတိကဟုတ်ကားပဲဇာတိကြောင့်တရားမရဏဖြစ်တယ်။ဇာတိကြောင့်ဆိုတော့အကြောင်းသမုဒ္ဒရာမဟုတ်ဘူးလား။တရားမရဏကကျိုးဒုက္ခလို့ဆိုတာမဟုတ်ဘူးလား။ဒါဖြင့်ဇာတိကပါတစ္ဆာတရားမရဏကဒုက္ခဒါဖြင့်ဒကာရမတွေလူပြရပါလိမ့်နတ်ပြရပါလိမ့်ပြမပြရပါလိမ့်ဆိုတော့ ဇာတိနဲ့ဇရာမရဏဘယ်ကအရင်စရမှာတုန်းဒါဖြင့်သမုဒိယသစ္စာစရသဘောကျဒါဖြင့်ခဲပြတ်တတ်တဲ့လူရတာပေါ့ဟုတ်လား